အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live year season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစို့ဒီများပဲစုမုံအောင် တောင်းပြလိုက်ပါတယ် အဲ့တော့ဒါကျွန်တော်မင်းညကသတင်းနဲ့ဆက်ဆက်ပြီးအဆက်ကလေးတစ်ခုကျွန်တော်တင်ပေးကြပါမယ်။ဒီနေ့မှာဒါကျွန်တော်တို့စနေနေ့ဝင်ဖြစ်တဲ့ကြောင့်ကျွန်တော်နည်းနည်းလေးအိပ်ပျော်သွားတာနည်းနည်းနောက်ကျသွားတယ်လို့ပဲဆိုရမှာပေါ့နော်။အဲ့တော့ဒါပထမဦးဆုံးအနေနဲ့ကျွန်တော်တောင်းပန်ချင်တာတစ်ခုကကျွန်တော်သတင်းလေးဒီနေ့နည်းနောက်ကျသွားတာခွင့်လွှတ်ပါ။အဲ့တော့ဒါကျွန်တော်တို့ဒီညမှာတော့ဒါကျွန်တော်တို့အိပ်ပေါ့မင်းညမှာဒါကျွန်တော်တော်တော်လေးကိုဒါစိတ်ဝင်စားစရာသတင်းတစ်ခုထွက်လာခဲ့တယ်။အဲ့ဒီသတင်းနဲ့ဆက်ဆက်ပြီးလဲဆက်လက်ပြီးထွက်လာခဲ့တယ်ပေါ့နော်။ အဲ့ဒီတရင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လည်းရှိမှာဒါကျွန်တော်တို့ Manchester United အသင်းလိုက်နေတဲ့ကစားသမားစပါအသင်းကမင်းညာကကြားပြတ်ပြီးလိုက်ဖို့အတွက်ကြိုးစားတယ်။ကြိုးစားတဲ့အချိန်မှာဒါကျွန်တော်တရားဝင်ကမ်းလှမ်းမှုတော့လုပ်ခဲ့တယ်ဆိုတဲ့ Kola Hala ရဲ့ track ခဲ့ပေမဲ့ကစားသမားကတော့ဒါ Manchester United အသင်းကိုပဲရွေးချယ်ထားတယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်ဒီနေ့နည်းနည်းလေးပြောအောင်။အဲ့တော့ ။လက်ရှိမှာတည်ကြတယ်မဲ့ Manchester United အသင်းအနေနဲ့အခုချိန်မှာဒါကျွန်တော်တို့ပထမအဆုံးချိန်ကန်လန်ထားတဲ့ Brian Ambambo ကိုတော့ Spa အသင်းအနေနဲ့တရားဝင်ကန်လန်ဖို့အတွက်ကြိုးစားနေတာဖြစ်တယ်။အဲဒါကျွန်တော်ပထမအဆုံးချိန် Manchester United အသင်းကန်လန်ထားတဲ့ဈေးက45သန်း plus 10သန်း55သန်းနဲ့ package ကို Brentford ဘက်ကညှင်းပယ်ခဲ့ပြီးနောက်ပိုင်းမှာ United ဘက်ကဒုတိယမြောက်ကန်လန်မှုကိုတော့မလုပ်ပါသေးဘူး။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ကမနေ့ညကသတင်းတွေရဆိုတော့ Tottenham Hotspur အသင်းအနေနဲ့ဒါ Brian Ambambo ရဲ့အပြောင်းရွှေ့အတွက်ဒါကျွန်တော်ပထမအဆုံးချိန်ကန်လန်မှုပြုလုပ်ခဲ့ပြီးဖြစ်တယ်ဆိုတော့ကောလာဟာလာရဲ့တွက်နေ ခဲ့တယ်။တရင်းနေရဆိုရင်တော့ကျွန်တော်တို့ဒါစပါတင်ရဲ့ကန်လန်မှုကတော်တော်လေးကိုကြီးမြင့်နေဆိုတဲ့တရင်းနေပါတော်တော်လေးကိုထွက်လာခဲ့တယ်။တရင်းနေရဆိုရင်တော့ကျွန်တော်ပေါင်တန်း60 plus 10တန်းကျွန်တော်ပေါင်တန်း80တန်းရှိတဲ့ package တစ်ခုနဲ့စပါဘက်ကကန်လန်ခဲ့တယ်ဆိုတဲ့တရင်းနေထွက်လာခဲ့တယ်။အဲ့ဒါသာတကယ်မှန်မယ်ဆိုရင်စပါတင်ရဲ့ဒါဟာဒါကျွန်တော်တို့အပြောင်းရွှေ့ဒါကျွန်တော်စာရင်းတင်ပြောင်းရွှေ့တစ်ခုကိုကျွန်တော်ဒါ မြင်မြင်ဆဆလောက်လိုက်တာဖြစ်ကျွန်တော်တို့အဲ့ဒီနေရာမှာအမှန်တိုင်းပြောရမှာဆိုမဖြစ်နိုင်သေးဘူးလို့မြင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်ရှိဒါကျွန်တော်ဈေးအကြီးဆုံးအပြောင်းရွှေ့တော်မှာဒါပေါင်55သန်းနဲ့ဆူလန်ကီဖြစ်တယ်ယူရိုတမယူရို65သန်းပတ်ချတယ်ဝင်ကျင်ကြပေါ့နော်အဲ့တော့ဒီလိုမျိုးနဲ့ကျွန်တော်တို့တစ်ဖက်ကပေါင်သန်း80နဲ့ကစားသမားတယောက်ကိုဒီလိုမျိုးဒါလွယ်လွယ်ကူကူကန့်လန့်တဲ့ဥစ္စာကစပါအသင်မဟုတ်တော့ဘူးလို့မြင်တယ်တကယ်များအဲ့လိုများလုတ်ခဲ့ပြီးရှိတော့ဒါဟာကျွန်တော်တို့တော်တော်လေးကို surprising ဖြစ်စရာကောင်းနေဒါကျွန်တော်လုတ်ရလို့ပဲကျွန်တော်နေမြင်တယ်ဒါပေမဲ့လက်ရှိမှာ Daily Mail ကို Telegraph ကိုကဒါကိုတော်တော်လေးကို source ခိုင်းမှလည်းရေးသားထားခဲ့ရတွေ့ရမယ်ဒါကျွန်တော်မင်းညာက spa ါအသင်းအနေနဲ့ဒါ Brian Ambwamu တို့ပေါင်သန်း60 plus 70တချို့သောတရေမှာ65သန်း plus 5သန်းနဲ့ရှိတယ်ယူရိုသန်း90ပေါင်သန်း90တန်းရှိတယ်ကျွန်တော် package တစ်ခုယူရိုနဲ့မဆိုယူရိုသန်း80နဲ့82သန်းနဲ့ရှိတယ် package တစ်ခုကိုစပါအသင်းကကန့်လှမ်းမှုပြုလုပ်လိုက်ပြီဆိုတဲ့တရေထွက်လာခဲ့တယ်ကောလာဟာလာရီကဒါကို Brentford ဘက်ကလက်ခံခဲ့ပေမဲ့ကစားသမားဘက်ကတော့အခုချိန်ထိဒါကျွန်တော် Manchester United ကန့်လှမ်းမှုကိုစောင့်မျှော်နေစေဖြစ်တယ်ဆိုတဲ့တရေနေတော့ရှောက်ထွက်ပေါ်လာခဲ့တယ်အဲ့တော့လက်ရှိဒီမှာဒီတရေသာမှန်ကန်ခဲ့မယ်ဆိုရင်တော့ကစားသမားကတော့ Manchester United အသင်းမှာ Manchester United အသင်းမှာ ဖြစ်နေစေဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာ Manchester United အသင်းကဒုတိယမြောက်ကမ်းလှမ်းမှုတကယ်၍စပါးအသင်းတိုင်းအိုက်ဇင်းနဲ့တကယ်ကမ်းလှမ်းခဲ့သည်ရှိတော့ လိုက်ပြီး match လုပ်နိုင်ပါမလားဒါကိုကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းနဲ့ချင်းဒီကူဖြစ်တယ် United သင်ကခုလက်ရှိချိန်ဒီဒူတော်များအမှန်မာနေတာ Brian M1 ပူရဲ့ဒုတိယမြောက်ကံလမ်းမှုကိုလုပ်ပြီးပြီလို့ပဲထင်တာအခုချိန်ဒီတာ United သင်ကဒုတိယမြောက်ကံလမ်းမှုကိုလုံးဝမလုပ်ရသေးဘူးဖြစ်တယ်သူတို့အနေနဲ့ဘာလို့ကြံ့ကြာနေမှမသိပေမဲ့ Brian M1 ပူရဲ့အပြောင်းရွှေ့တဲ့ United သင်ကဒုတိယကံလမ်းမှုကိုလုံးဝကိုမလုပ်ရသေးတာဖြစ်တယ်တစ်ဖက်ကဒါကျွန်တော်တို့ Brentford သင်ကလည်း Manchester United သင်ကဒုတိယကံလမ်းမှုကိုဒါကျွန်တော်တို့လွန်ခဲ့တဲ့အပတ်လောက်ခရဲကတရားဝင်စောင့်မျှော်နေခဲ့တာဖြစ်ပြီးတော့ကစားသမားကိုယ်တိုင်ကလည်း Manchester United အသင်းရဲ့ဒုတိယကံလမ်းမှု ကိုစောင့်မျှော်နေခဲ့တာဖြစ်တယ်ပေါ့။အဲ့တော့လက်ရှိချိန်မှာဒါစပါးသင်းရဲ့ကလပ်မှုကကောင်းနေဆိုတာမှန်ပေမဲ့ Brian Mbeumo ကိုယ်တိုင်ကဒါကျွန်တော် Manchester United အသင်းကိုစိတ်ပူရိုင်နေစေဖြစ်တယ်လို့သိရတယ်မှာပါတယ်။ဒါပေမဲ့အားလုံးရဲ့အခြေအနေက United အသင်းရဲ့ဒုတိယမြောက်ကလပ်မှုလာမလာပေါ့အများကြီးမူတည်တယ်။အကယ်၍ United အသင်းကဒါဒုတိယမြောက်ကလပ်မှုမလာခဲ့ဘူးဆိုရင်တော့ဒါကစားသမားအနေနဲ့စပါးကိုပြောင်းရွှေ့ရမှုအရာကြိုင်လို့ဖြစ်ပြီးနဲ့ပုံများလာပြီလို့ပြောလို့ရတယ်။အစပါတင်းနေတဲ့ဒီညမှာ Brian Mbeumo ကိုဒါကျွန်တော်80ပေးခဲ့တာတကယ်လားဒါမှမဟုတ်ကဘာ source area for sure ပဲလားဒါတွေကကျွန်တ ော့တကယ်ပဲဆောင်လက်ရှိမှာဒါဒီ source card ဒါ 3DF4 ဆိုတဲ့ကြောင့်မို့တစ်ချက်တော့ဆောင်ကြည့်ရမယ်တကယ်တဲ့ spa ဘက်ကဒီလောက်ထိကန်လန့်ခဲ့တယ်ဆိုရင်ကော United ဘက်ကဘာဆက်လုပ်ဖို့ရှိလဲ United အသေးနဲ့ခုလက်ရှိမှာ Matthews ခွန်နာကိုလည်းပူပူလောလောဒါကျွန်တော်တို့ Euro ပေါင်း65တန်းပတ်ချလဲဝင်းညညာတုံးထားခဲ့ပြီဖြစ်ပြီးတော့ဒီထက်ပိုပြီးတော့ကစားသမားနောက်တစ်ယောက်တော့ third home မှာလာဆိုတဲ့မေဂွန်ဒီကိုကျွန်တော်တို့မေးရမယ်တဲ့မှာပါတယ်လို့ပဲကျွန်တော်နေမြင်နေအဲ့တော့ မီဒိုပင်စူစီကမူဒီအပြောင်းရွှေ့အတွက်ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုရောက်လာခဲ့တယ်။ဒါပေမဲ့အခုချိန်ထိတော့ကစားသမားကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ကံလမ်းမှုကိုမျှော်နေသေးဖြစ်ပြီးတော့စပါအသင်းရဲ့ကံလမ်းမှုကစားသမားဘက်ကတရားဝင်လက်ခံထားခြင်းတော့မရှိသေးပါဘူး။ဒါအပြင်လက်ရှိမှာကစားသမားဘက်ကတော့မန်ချက်စတာယူနိုက်တက်ဘက်ကိုတကကောလာဟာလာတွေကဒုတိယမြောက်ကံလမ်းမှုကိုမြင်းမြန်းဆန်းဆန်း လုပ်ပေးဖို့အတွက်လခုလက်ရှိမှာတောင်းဆိုနေတယ်လို့သိရတယ်ဒီမှာပါပါတယ်အဲ့တော့ United ဘက်ကဒုတိယမြောက်ကန်လတ်မှုကိုတော့ကျွန်တော်တို့လက်ရှိအပြောင်းရွှေ့အပြောင်းရွှေ့ရာပြတရဲ့ဝင်အောင်မဖွင့်သေးပါဘူးဒါဒုတိယအချိန်မှာပေါ့အဲ့တော့အချိန်အများကြီးရှိပါသေးတယ် Brian Mbappe ကိုခေါ်မယ်ဆိုတော့ United အသင်းနဲ့ဒုတိယမြောက်ကန်လတ်မှုကိုလုပ်မယ်မလုပ်ဘူးဟာအချိန်အများကြီးဆုံးဖြတ်လို့ရတယ်ဒီမှာပါတယ်တချို့သောကောလာဟာလာတွေမှာ United အသင်းကတော့လက်ရှိပေးထားတဲ့ဥစ္စာတော့တော်တော်လေးကိုများနေပြီဖြစ်ပြီးဒုတိယမြောက်ကန်လတ်မှုကို United ဘက်ကနေပြီးတော့လုပ်ဖို့အစီအစဉ်မရှိဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်စပါးအသင်းကန်လတ်မှုကကျွန်တော်အနေနဲ့ပြောမှာတော်တော်လေး wide out မှာဖြစ်ပါဆိုတော့စာချုပ်နေပြောင်းရွှေ့မှုကန်လတ်မှုကိုဒီလိုမျိုး တာဝန်ကနေတိုင်းကနေလုံနိုင်တဲ့အနေထားမှာစပါတင်ကရှိနေပြီလားရှိနေပြီဆိုကျွန်တော်တို့ဟောပါလို့မသိရသေးတာလေကိုအသိညောင်းတော့ကိုအဲ့လောက်မသိတော့ဘူးလားဆိုတဲ့မိကွန်းနေမေးရမယ်တဲ့မှာပါအဲ့တော့အမှန်တိုင်းပြောတာခင်ဗျာစပါတင်ရဲ့လက်ရှိအပြောင်းရွှေ့ဈေးနှုန်းတွေကဆိုကြတာစုလန်းကြီးက55သန်းပဲရှိတာဒါစံချိန်တင်ပြောင်းရွှေ့ခြင်းပေါ့နော်အဲ့တော့အဲ့ဒါကိုမှစပါတင်ကဒီထက်ပိုပေးနိုင်တယ်ဆိုခင်ဗျာတကယ် very good ပဲတကယ်တကယ် very very good ပဲအဲ့တော့ ဘာတွေဘလို့ပြောလဲကျွန်တော်တို့အတူတူကြည့်ရမယ်ဒါပေမဲ့ကစားသမားကအခုချိန်မှာအခုချိန်ဒီတော့ Manchester United အသင်းမှာ Manchester United အသင်းဖြစ်နေစေကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ခောင်းတဲ့အခြေအနေတစ်ခုဖြစ်လာပြီးတော့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင် United အသင်းရဲ့ဒါကျွန်တော်ဂူသမားကိစ္စကြောင့်နည်းနည်းလေးဆက်ဆက်ပြီးပြောအောင် လက်ရှိမှာဒါ Manchester United ဒါကျွန်တော်တို့ဂူသမားဖြစ်တဲ့ NDA အိုနာနာအနေနဲ့ Manchester United အသင်းမှာဒါမနစ်ကစကားလုံးတွေလိုပဲအသင်းတို့တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတဲ့စကားလုံးတွေကိုကျွန်တော်ထပ်ပြီးတော့ဒါကျွန်တော်တို့ပြောလာခဲ့ရတွေ့ရမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဒါကျွန်တော် Van Dasa ကလည်း Andrew Onana ကိုလက်ရှိ less one နေအရာဒါကျွန်တော်သူ့ကိုကာကွယ်ပေးနေတာကိုလည်းဒါနောက်ဆုံး update ဒီမှာတွေ့ရမယ်တဲ့မှာအဲ့တော့ဒါ NDA Onana က Manchester United အသင်းမှာဒါကျွန်တော်တို့ဆက်နေဖို့အတွက်တော်တော်လေးကိုရာခိုင်နှုန်းများလာခဲ့ပြီဖြစ်တယ်ဒါပေမဲ့ United အသင်းဘက်ကလည်းရှင်းတယ် အန်ဒရီယာအိုနာနာဆက်နေနေမနေနေသူတို့ဘက်ကဒါနံပါတ်1ဟိုဂူဒမားတဲ့ကိုထပ်ပြီးတော့ခေါ်ဖို့အတွက်ပြင်ဆင်လာပြောချင်တာဒီနေရာမှာအန်ဒရီယာအိုနာနာဆက်နေမယ်ဆိုရင်အိုနာနာနေနေဒါကျွန်တော်ဒုတိယဂူဒမားဖြစ်သွားပြီးတော့ဒါကျွန်တော်တို့အစ်စ်ရောက်လာမယ့်ဂူဒမားကနံပါတ်1ဂူဒမားဖြစ်သွားနိုင်တဲ့အနေအထားဖြစ်သွားပြီးဆိုတဲ့ပုံစံမျိုးကို United ဘက်ကတွန်းထုတ်ဖို့ရှိရဲ့အဓိကအန်ဒရီယာအိုနာနာနေနဲ့အခုလက်ရှိမှာသူအနေနဲ့အသင်းပြောင်းမယ်ဆိုရင်တော့သူ့ကိုတရားဝင်လာကမ်းလှမ်းတဲ့ကလပ်တွေမရှိတဲ့အတွက်ကြောင့်မို့ United အသင်းတွေရောင်းမယ်ဆိုရင်တော့တော်တော်လေးကိုခေါင်းချောက်နေတယ်ဆိုတဲ့သတင်းကိုဒါမနေ့ညက Telegraph ကရေးတင်ထားခဲ့တာတွေ့ရမယ်ဒါပေမဲ့ အန်ဒရီယာအူနာနာကိုတိုင်ကလည်းဒါအသင်းပြောင်းခြင်းနဲ့စိတ်လုံးဝမရှိဘဲနဲ့ United အသင်းမှာတိုက်ပွဲဝင်ခြင်းနဲ့စိတ်အပြည့်အဝရှိပြီးတော့သူ့ရဲ့နေရာအတွက်သူပြန်ပြီးတော့ကြိုးစားအောင်မယ်ဆိုတဲ့သတင်းနေနဲ့ဒါကျွန်တော်မနစ်ကလိုပါပဲအတိတ်တော့မထူးဘူးအဲ့တော့အန်ဒရီယာအူနာနာက United နံပါတ်1နေရာအတွက်တိုက်ပွဲဆက်ဝင်သွားမယ်ဒါပေမဲ့ United အသင်းကတော့ရှဲမာတယ်အန်ဒရီယာအူနာနာနဲ့သူ့ဘောနံပါတ်1နေရာမကောက်နံပါတ်10နေရာအတွက်တိုက်ပွဲဝင်ဝင်သူကတော့ United အသင်းကတော့ကျွန်တော်ကိုသမားအသင်း market ထဲမှာဆက်လက်ပြီးရှာဖွေနေမှာဖြစ်တယ်လက်ရှိမှာဒါကျွန်တော်တို့ကစားသမားဟောင်းတွေကလည်းတချို့တော့အဲ့ဘန်ဒါဇက်ကတော့ကျွန်တော်မနစ်ညာကမှာဒါအန်ဒရီယာအူနာနာကို ကာကွယ်တဲ့စကားတချို့တွေလည်းပြုလုပ်ထားခဲ့တာတွေ့ရမှာအဲ့တော့ United အသင်းနဲ့ဒီ United ဟော Andrew Onana ဆက်နေမယ့်အခြေအနေပေါ်မူတည်ပြီးကစားသမားအသစ်ခေါ်မလာမိမယ်ဆိုမဟုတ်ဘူး United အသင်းနဲ့စကနေကဒါကျွန်တော်အော်တီဘီယင်နာကအသင်းကထွက်မယ်ပေါ့နော်အော်တီဘီယင်နာလက်ရှိဒါကျွန်တော်လာမယ့်နေရာဒီမှာဒါတိုတိကီကိုပြန်ပြန်ပြောင်းဆိုစီဗီကိုပြန်ဖို့အတွက်ရာခိုင်နှုန်းများတဲ့အတွက်ကြောင့်မို့ United အသင်းကလက်ရှိမှာဒါကျွန်တော်ဂိုသမားတတိယခေါ်မယ်ဂိုသမားတတိယခေါ်ပြီးခုလက်ရှိမှာနာမည်ကြီးနေတာဒါ OGC ဒါကျွန်တော် Nice ကမာဆင်ဘူကာနာမည်ကြီးနေတယ်ဘူကာကလက်ရှိမှာဒါကျွန်တော်ယူရို25တန်ပတ်ချာလဲဝိညာဉ်ညာနဲ့ရနိုင်တယ်ဒါပေမဲ့ United အသင်းက ဒါကျွန်တော်တို့ရဲ့ Megan Company တူတဲ့အတွက်ကြောင့်ဒီထက်ပိုပြီးဈေးသက်သက်သာသာရနိုင်မယ်လို့တို့တို့အနေနဲ့ယူဆတယ်ဗောနော်အဲ့တော့လက်ရှိမှာဒါ United အသင်းနေ Emilia Martinez ကိုလည်းဒါခေါ်ယူဖို့အတွက်လက်ရှိမှာတရားဝင်ချိတ်ဆက်မှုတွေလည်းပြုလုပ်ထားတယ်။ပိတ်သက်တွေကလက်ရှိမှာ Martinez ကိုတော်တော်လေးကိုသဘောကျတယ်။ Martinez က Marcin Boca ဆိုရင်ဒါကျွန်တော် Onana နဲ့ပြည့်ရှင်းမယ်ဆိုရင်တော့ဒါနည်းနည်းလေးဟိုလိုလိုဒီလိုလိုဖြစ်သွားမယ်ဆိုတော့စိတ်ပူကြတယ်။ Emily Martinez ဆိုရင်တော့အခုလက်ရှိမှာဒါ Premier League experience လည်းရှိတယ်။ United အသင်းလိုမျိုးဒါကျွန်တော်တို့ အသင်းမှာလူမိုက်တွေလူတယ်ပေါ့ဗျာနော် United အသင်းမှာဒါကျွန်တော်တို့လူကောင်းတွေရဲများပြီးတော့လူမိုက်တွေနေလာတဲ့အချိန်မှာလူမိုက်တွေလူတဲ့အချိန်မှာ United အသင်းနဲ့လူမိုက်တယောက်ခေါ်ဖို့အတွက်ဒါမျိုးကိုဒါကျွန်တော်တို့ United အသင်းကပို့ပြီးတော့လူအပ်တယ်ဆိုတဲ့ပုံစံပြဿနာတွေကလူရှိတယ်။ Martinez ကလက်ရှိမှာလူခသစာဘာညာကလည်း United ပြီးနိုင်တဲ့ဈေးတစ်ခုဖြစ်ပေမဲ့လက်ရှိမှာဒါကျွန်တော်တို့စာချုပ်တတန်းကြံတဲ့အချိန်ဒီကမာဆင်ဘူကစာချုပ်တတန်းတစ်နှစ်ပဲကြံတယ်။ Martinez ကစာချုပ်တတန်းအသစ်အများကြီးကြံသေးတယ်တော့ကျွန်တော်ဒါ Empire Martinez အတွက်က Aston Villa အသစ်တောင်းတဲ့ဈေးကိုပေးရမယ့်အချိန်တွေတစ်ခုကမလွဲတဲ့မှာပါပါတယ်။ဒါပါလက်ရှိမှာဒါကျွန်တော် Manchester ယ် United အသင်းကိုဒေါက်တာအမ်ဝမ်ဘူကဆက်လက်ပြီးရွေးချယ်ထားတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးထားဖြစ်ပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3 Point ဆိုတဲ့ DB4U တို့မှာကျင်းလို့ဆိုပေါအောင်ကိုကြည့်လို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမိကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း YouTube Sport Media 3 Point ဆိုနဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုကြောင်းပြသောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုတူပါရစေ။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှ AC တွေ့ကြရပါဘို့။ 对方个。